။ကောင်းပြီယေရှုကဘာပြောလဲ။မင်းတို့ချမ်းသာဖတ်တယ်နားလေလား။နားမလဲဘူးတဲ့။ဘာဖြစ်လို့နားမလဲလဲ။အဲဖယားသခင်တကိုးတော်ကို မသိတော့ကြောက်။တကိုးလို့ပြောရင်နှမျိုးရှိတယ်။မွေးရပါမျက်လုံးနဲ့မြင်ရတဲ့တကိုးရှိလား။ရှိတယ်။စူတောင်းရင်ဘာဖြစ်လဲလဲသွားတယ်။အနာရောဂါငြိမ့်တယ်နတ်ဆိုးနင်းထုတ်တယ်လေမွန်တိုင်းငြိမ့်စေတယ်မုံငါလုံးငါးနှကောင် ချွေးတယ်တိန်တဲ့သူကိုဆော့ဘာတကိုးလဲအဲကဘာပေါ်ရောက်တဲ့ဘယ်လူပဲဖြစ်ဖြစ်မျက်လုံးနဲ့မြင်ရတယ်ဘာဖြစ်လဲတကိုးဒါပေမဲ့အခုယေရှုပြောတဲ့တကိုးကဘာတကိုးလဲဖယားရဲ့နှုတ်ကပတ်တော်အ내အတိတ်ဘယ်ကိုဘသူဖွင့်ပြမလဲဖယားကဖွင့်ပြတဲ့ဖွင့်ပြခြင်းတကိုးအဲ့ဒါဘာမျက်စိလို့ခေါ်လဲ အဲဝိညာဉ်နဲ့ဆိုင်တဲ့မျက်စိဘသူဖွင့်ပြမှရလဲဖရားဖွင့်ပြမှရဘယ်ဆရာတယောက်ကမှဖွင့်ပြလို့မရအောင်ဖရားရှင်ကိုတော်တိုင်ဖွင့်ပြမှဖရားစကားရဲ့အ내ဖရားစကားရဲ့အဓိပ္ပာယ်ကိုနားလေတယ်ဆိုတော့ယေရှုကဘာဖြစ်လဲဖော်ပြထားတယ်